ဆိုတာဘာအတွက်လဲကိုဘဝဆိုတာဘာအတွက်လဲကိုဒီလောကကြီးရဲ့ရောက်လာတာဘာအတွက်လဲဆိုတာကိုဖါကိုဆုံးဖြတ်ရမယ်ကိစ္စပဲတခြားလူတွေပြောလို့လည်းမရဘူးတခြားလူတွေလုတ်ပေးလို့လည်းမရဘူးကိုဖါကိုဆုံးဖြတ်ရမယ်အဲ့တော့နောက်ဆုံးကြတော့ကျမတို့ဒီလောကကြီးရဲ့ရောက်လာတာဟာယူဖို့တက်တက်လားပေးဖို့လားအပေးယူမျှဖို့လားဆိုတာအဲ့ဒါကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်ကျမတို့ကလူသားတွေဆိုတော့အများသဖြင့်ပေးဖို့တက်တက်ဆိုတာအဲ့ဒီလိုလုံနိုင်တဲ့လူကတော့လူနည်းစုပါပဲ အပေးအယူမျှတယ်ဆိုတာဟာကောင်းပါတယ်။မျှမျှတတာကိုယ်ကလည်းပေးမယ်၊ကိုယ်လည်းယူမယ်၊ကိုယ်လည်းရယူခြင်းနဲ့ဆိုတော့ဒါလည်းအင်တာမသဘာဝကြပါတယ်။ဒါဟာပုရုဇဉ်လူသားတွေဆိုတာဒီလိုပဲရှိရမှာပဲ။အဲ့တော့ကျမတို့အနေနဲ့ပေးပဲပေးပါလို့တောင်းဆိုပိုင်ခွင့်မရှိပါဘူး။ဒါမင်းအပေးယူဆိုတာမျှရမယ်။ကိုယ်ကပို့ပြီးတော့ရခြင်းနဲ့ဆိုတော့စိတ်ဓာတ်ကဆိုရင်တော့ကိုယ်အတွက်လည်းမကောင်းဘူး။ကိုယ်ပဝေးခြင်းအတွက်လည်းမကောင်းဘူးလို့ကျမထင်တယ်။ကိုယ်က ိုယူသလောက်တော့ပင်းမယ်ဆိုတဲ့မာနလေးတော့အလုံးမှရှိစေခြင်းနဲ့ဒါတံပိုးရှိတဲ့လူသားဆိုတာဒါပဲအ ਨੇ စုံတော့ကိုယူသလောက်ပြန်ပေးရမယ်ကိုယူထားတဲ့နည်းနည်းပို့ပြီးပြန်ပေးနိုင်ရင်တော့ပို့ပြီးတော့တံပိုးရှိပါတယ်လို့ကျွန်တော်ပြောပြရစီ